စဉ်းစားပါတော့ကျွန်တော်ပြပြပေးမှာဒီပုံပေါ့နော်ဒီပုံကိုကျွန်တော် resolution ကိုဘယ်လိုမြင်လဲ 4K 8K resolution ဘယ်လိုရလဲဆိုတော့ကျွန်တော်ပြပြပေးမှာပါတော့နော်ဒီပုံမှာဆိုလို့ရှိရင်ဒါတွေ့တဲ့အတိုင်းပဲပေါ့နော်ပုံမှာဆိုရင်ဒါအမဲဆက်တွေအများကြီးရှိတယ်နော်ဒီမှာမျက်နှာမှာအမဲဆက်တွေအများကြီးရှိတယ်ပြီးတော့တို့ကျေချစ်လိုက်လို့ရှိရင်ညီညာတွေကဝါးကုန်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကအာ position မှာကိုအချိန်ကုန်ကုန်မခံပေးနဲ့ပေါ့နော် AI တူတူကိုတောင်းရင်တော့ဘယ်လိုဟော 4K resolution 8K resolution ဘလို free တောင်းလို့ရတယ်ဆိုတော့ကျွန်တော်ပြပြနေမှာဖြစ်ပါတယ်ဗောနော်အဲဆိုရင်ကျွန်တော်တို့ကအရင်တော့ Google ထဲကိုရင်ဝင်လိုက်မယ်နော် Google ထဲကနေဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာလိုက်ရှာမှာကပြင်ဆောင်ဗောနော် 4K resolution converter ကိုရိုက်ဆက်မယ်နော်အရင်ဆုံးဒီမှာ 4K ဒီမှာ email converter ဆိုတာရှိရအောင်နော်အကောင့်နှိပ်လိုက်ရတယ်ပြီးလို့ရှိရင်ဆက်နှိပ်လိုက်နှိပ်ပြီးဒီမှာပေါ်လာပြီဗောနော် ဟောကိုကြိုက်တဲ့ကိုကြိုက်တဲ့ website တွေဝင်ပြီးတော့ပြောင်းလို့ရတယ်ပေါ့နော်အများကြီးပဲအကုန်လုံး free ရတဲ့ website တွေရှိတယ်ပေါ့နော်ကျွန်တော်ကဘောကတခုတည်းဝင်ကြည့်တယ်ဘူးပြီးကျွန်တော်က upload တဲ့နေရမယ် image တဲ့နေရမယ်နော်ဒီလိုရှိရင်ကိုထားမှာပေါ့နော်ကိုလုံးမဲ့ဘောပုံရွေးတယ်ပေါ့နော်ကျွန်တော်ပြပြမှာခုနပုံကိုကျွန်တော်ပြန်ရွေးလိုက်ဒီ open နေတယ်အပြုလို့ရှိရင်တော့ကျွန်တော်ပြန်ရှင်းပြအောင်ပေါ့နော်ပေါ်ပေါ်သုံးပေါ်လို့ကျွန်တော်ပြန်ရှင်းပြအောင်နော်ဘယ်လိုကွက်ပြသွားလဲဆိုတော့ကျွန်တော်ရှင်းပြအောင်ပေါ့နော် အဲ့တော့ကျွန်တော်အစီအစဉ်ပြန်မယ်တပြီးပါရင်အဲ့ဒီမှာဆိုလို့ရှိရင်ဒါပေါ့နော်အတွေ့အတိုင်းမှာအမဲဆက်တရားနည်းနည်းပြောက်သွားပြီပေါ့နော်အဲ့ဆိုရှင်ကျွန်တော်နိုင်ရှင်ပြရနော်ဒီနိုင်ရှင်ပြမယ်ဒီမှာဆိုလို့ရှိရင်အမဲဆက်လေးအများကြီးရှိပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါမရှိတော့တွေ့ရတယ်ပေါ့နော်ဟာနည်းနည်း focus ဆိုတော့ကြောက်ကြနည်းနည်းကောင်းသွားပြီပေါ့နော်အဲ့တော့ down ထားလိုက်မယ်နောက်တစ်ခုကကြောက်လဲ 8K ပေါ့နော် 8K resolution computer ချက်နေတယ်ပေါ့ပြီးလို့ရှိရင်ဒီမှာပေါ့နော် ပေါ်ဆုံးကအပေါ်ဆုံးမှာသူပြထားတယ်ပေါ့နော်အဲ့ဒါချက်နေလိုက်မယ်နေပြီးလို့ရှိရင်ကိုထားရှင်တဲ့ပုံပေါ့နော်ကိုထားရှင်တဲ့ပုံလို့ချက်နေပြီးလို့ရှိရင်ဒီမှာအဲ့ပုံကတစ်ချက်ယူလိုက်ပေါ့နော်ပြီးလို့ရှိရင် variable ဘယ်လိုပြောင်းလဲဝါဆိုကျွန်တော်တစ်ချက်ကြည့်လိုက်ကြအောင် cookie က AI ခေတ်ဆိုတော့နောက်တစ်ခုဆိုလို့ရှိရင်ကျွန်တော် AI ခိုင်းပြီးတော့အများကြီးလုပ်လို့ရတယ်ပေါ့နော်သူပြထားဆိုလို့ရှိရင်မှာ wire နဲ့ပုံရုံပေါ့နော် ူဟိုမှာ solution မြင်နိုင်တယ်တော်ကောင်းသွားတယ်ပေါ့နော်အဲ့ဒါသူပြရတယ်အဲ့ဒါကျွန်တော် compare နှိုင်းချင်းကြည့်လိုက်မယ်နော်အဲ့ဒါဆိုရင်ကခုနတိုင်းပဲပေါ့နော်တော်ကြီးဟိုပါတာကြောင်းလဲဟာတွေ့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ရင်းစံတရား down လိုက်မယ်နော်โอเคจองပြီးပါပြီချက်ရှိသေးလား

ဒီ original ပုံနဲ့ကျွန်တော်နိုင်ရှင်ကြည့်အောင်နော်အဲဒီဘလို့ကြည့်သွားရဘယ် bloody ပြောင်းလဲသွားရဆိုတော့နော်တော့တည်ရတာပေါ့ market logic course ခဏဆောက်ပြန်ကျိုးကြတော့ quality ရှိတယ်ပေါ့နော်သူ quality မှာစာအုပ်စံသူအကောင်းဝင်20ပြည့်လဲဆိုရင် quality ခု20ပြည့်တယ်တခါတော့ရင်သူက3ခုဆိုလို့ရှိရင်3ခုပေါ့နော်သူပြရတယ်ကျန်တာသူဝယ်သွားမှာတနေ့ကိုဘယ်နှခုဘယ်နှခုတော့ပါတယ်ပေါ့နော်အများကြီးတော့သူမရအောင် ญาญีရခြင်းလဲဆိုရင်ကျွန်တော်ကဘယ်သုံးမှရမှာနော်ဒီမှာဒီလောက်ဘလောက်ဘလောက်ဆိုတော့ပြပြထားတယ်ဒုရှိရင်ဘာနော်အာ background တွေလည်းဖြောက်လို့ရတယ်ဘောနော်အဲ့ဆိုရှင်ဒီမှာသူနိုင်ရှင်ပြရတာပေါ့နော်အဲနှစ်ပုံဝတ်နှစ်ပုံသူနိုင်ရှင်ပြရတယ် resolution ပြင်ပြီးတာနဲ့ပြီးတာနဲ့သူပြထားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်နည်းနည်းဖွေးသွားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်မျက်နှာနည်းနည်းညီပြီးတော့ဖူးဖူးတွေကတေချာတိတိတိုင်တွေ့ရတယ်ပေါ့နော်အဲဒါဆိုလို့ရှိရင်ကျွန်တော် down လိုက်မယ်ဒါကြတော့ကျွန်တော် pick AI thread software တွေလုပ်ဖို့ပါတယ်ပေါ့နော်ဒါတော့ဝယ်သုံးထားလို့မဟုတ်ဘူးဝယ်သုံးထားလို့ရှိရင်တော့အဲ့လိုမပေါ့နော်အဲဒါဆိုကျွန်တော်ပုံသုံးပုံလို့ရှင်းကြည့်အောင်ပေါ့နော် download ထဲမှာဝင်ကြည့် အဲဆိုရင်ဒီမှာကလုံးဝဘောเนาะပုံကကြည်စိမ့်တာတွေ့ရတယ်ဘောเนาะအဲ့ပုံနဲ့ကျွန်တော် original ပုံနဲ့နှိုင်းရှင်ကြည့်အောင် original ပုံကကျတော့ဒီမှာဘောเนาะအဲဒီမှာအဲဒါဆိုရှင်ဒါ original ပုံပေါ့เนาะဒါဆို original ပုံဒါဆိုဒါ 8K resolution နဲ့ပြင်ထားတဲ့ပုံပေါ့เนาะလုံးဝကြီးဘာမှမဆိုင်ဘူးเนาะဘာမှမဆိုင်ဘူးပုံပေါ့เนาะညနေတိုင်းမှာအမဲဆက်တွေအစား ရရှင်ပုံလေးကကိုမျက်နှာလေးကိုပုံလေးကဝါးနေတယ်ဆိုလို့ရှိရင်လည်းသုံးလို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီကောင်ကကျတော့ 2K ပေါ့နော် HG ပေါ့နော်ဒီကောင်က HG ပဲဆိုလို့ရှိရင်ဒါကျတော့သဘောနဲ့ကြာဒီကောင်ကကျတော့လုံးဝကြီးကိုပြောင်းရှင်းနေပုံစံဖြစ်နေပေါ့နော်ဒီလိုမျိုး လုံးဝပေါ့နော်ဒီကောင်ကျလုံးဝဖြောင်းရှင်းနေတယ်ဒီကောင်ကျတော့အဲ့ဒါနဲ့တဘာကြတယ်နော်ဒီကောင် 8G ပေါ့နော် 8G ကို solution ပေါ့နော်ပြောရှင်နောက်တစ်ခုကကျတော့နောက်တစ်ခုကကျတော့ for 2K ကို solution နဲ့ရှိတယ်ပေါ့နော်ကျွန်တော်တို့ခဏလောက်လိုက်တာအဲဒီကောင်ကောင်းစီပြဒီကောင်ဒီကောင် solution နဲ့တက်အဆင်ပြေသေးတယ်ပေါ့နော်ဒီကောင် 4K resolution တော့ဖြစ်မယ်ခုနပထမက 8K resolution ပေါ့နော် resolution နဲ့တိတိတတ်တာလေးပေါ့နော် ဒီကောင်ကမှအများဆက်ရှိတယ်ဆိုတော့ဒီကောင်ကတိတ်မရှိတော့ဘူးပေါ့နော်ဖြေရတာပေါ့နော်တိတ်မရှိတော့ဘူးဒီကောင်ကဆိုနေနေရှိသေးတယ်ပေါ့နော် HD ရှိမယ် 4K ရှိမယ် 8K ရှိမယ်နော် resolution ကိုကြိုက်သလို resolution ကိုပြောင်းလို့ရတယ်ပေါ့နော်ဒါကတော့အာပုံလေးပေါ့နော်အချိန်အကုန်ခံပြီးတော့တစ်ချိန်ချင်းပြင်မယ်ပြင်မယ်ဒီမှာကျွန်တော်တို့ AI tool တခုသုံးတတ်တာအသုံးပြီးသွားတာပဲဖြစ်ပါတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ပြပြပြလာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်ပုံပြန်ကြည့်မှဆိုလို့ရှိရင်ပြန်ချက်ကြည့်လို့ရတယ်နော် ဒီမှာဆိုရင်ဒါမူရင်းပုံပေါ့နော်မူရင်းပုံမှာဆိုလို့ရှိရင်တို့ဖြည့်ကြည့်တာလေဘေးနားရောဝါးဝါတွေ့ရတယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့လိုပေါ့မဟုတ်ပဲねကျွန်တော်တို့ကဒီမှာနော်ဒါကြတော့အဲဒီမှာကြတော့ဒါကြတော့ 8K resolution နဲ့ပြင်ထားတဲ့ပုံပေါ့နော် 8K resolution နဲ့ပြင်ထားတဲ့မျက်နှာကိုတော်ကြီးတိတိတားကြီးပေါ့နော်ဒီကောင်ကတော်ကြီးဖွေးွားတယ်ပေါ့နော်ဒါက 8K resolution ပေါ့နော်ပြီးရင် အဲဒီကောင်လည်းဒီကောင်ကကျတော့ 4K resolution ဖြစ်မယ်နော်ဒီကောင် 4K resolution ဖြစ်မယ်ကြောင်းသွားတဲ့ကာတွေကလည်းတိတာတယ်ပေါ့နော်အရေးကြီးတယ်နည်းနည်းအမှတစ်ခုကြောင်းသွားပြီးလို့ရှိရင်ဒီကောင်ကကျတော့ 2K resolution ပေါ့နော်အဲကျတော့ HD resolution ပေါ့ HD ပေါ့နော် HD ရ 4K ရ 8K ရပေါ့နော် resolution ၃ခုကျွန်တော်နိုင်ရှင်ပြီးတော့ပုံပြပြရတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ